လောကကြီးကမမြောင်လင့်မဲမှောင်ဖုံးသွားတဲ့အခါချေရသူရဲ့မျက်နှာဟာဖက်ညံပိုင်းစားဖြစ်သွားကြနေခဲ့ပြီးအာယုန်တက်ချင်ရဲ့နေအောင်ကြီးဟာလည်းဝိုးတဝိုင်းမှတကူလိုသားဖြစ်သွားခဲ့ရပါတယ်မိသားစုနဲ့ဇနီးတွေကိုအမြန်ဆုံးမြင်ကြပါတယ်ခင်ဗျာဟောတမီးမျက်နှာလေးကိုမြင်ကြတာပေါ့အန်တရက်မျက်စိပြန်မြင်သွားလို့ရှိရင်ပေါ့နော်အလုတ်ကိုပြန်လှုပ်ရမယ်ပေါ့နော်အလုတ်ပြန်လှုပ်ရမယ်နော်အန်တရက်မိသားစုကိုလည်းပြန်ပြီးတော့မြင်ချင်းပြန်ပေါ့နော် လင်းအောင်ဆုံးရှုံးပြီးဘဝအထိပဲပျောက်ဆုံးနေသူတွေအတွက်မျောလင်းချက်တွေပြန်လည်မွေးဖွားလာနိုင်တဲ့အခိုက်အတန့်ဆိုတာပတိစာဖြေလိုက်တဲ့ဒီခိုက်တန့်လေးမှာပါပဲတဖြည်းဖြည်းနဲ့မညံပိုင်းစားထဲမှာသာရှိခဲ့တဲ့ကဘာကြီးဟာအယောင်သွေးဆုံလင်းတဲ့ကဘာဖြစ်ပြောင်းလဲလာပါတယ်မိန်သွားတဲ့အိမ်မက်တွေဟာလည်းပြန်လည်ရှင်သန်လာပြီးပျက်စီးသွားတဲ့နာကက်တွေကိုလည်းပြန်လည်ပုံဖော်လာနိုင်ပါတယ် ရွှေပြည်ပံမှာတော့ banking ဆိုတာ transaction သက်သက်မှုပဲ transformation လို့အဓိပ္ပာယ်သတ်မှတ်ထားပါတယ်။ဘဝပေါင်းများစွာတဲ့အပြောင်းလဲကောင်းတွေဖန်တီးပေးပြီးလူသားချုပ်ပြုပံဖြစ်စင်မြဲရည်တည်ဆောင်ရွက်လျက်